မင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ချစ်တဲ့ဓမ္မမိတ်ဆွေတွေဘူဆန်ပန်းလေးလို့အစင်ထားတော့လမ်းဆန်းကြပါစေမရှိတဲ့ဇာတ်တွေကို မပြောရမကြားရမသိရပဲနဲ့လက်ဖျားမှာစိတ်နှရွှေတွေငွေတွေပြီးပြီးတော့စိတ်သွားတိုင်းကိုပါဒူနိုင်တန်းနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါစေမတိလို့မှားခဲ့တဲ့အမားတွေနေ့စဉ်ပြုနေတဲ့အကုသိုလ်တွေကိုအတိတရားတတိတရားတွေကပ်ပြီးတော့နေ့စဉ်ရက်ဆက်တိုင်းမှာ ုသိုလ်တရားကိုပွားများအားထုတ်ပြီးတော့လူသားနဲ့အတူအမျိုးဘာသာသာသနာကိုအကျိုးပြုနိုင်ပြီးတတ္တဝါတွေကိုမေတ္တာပေးနိုင်တဲ့သူတော်စင်ပုဂ္ဂိုလ်တူတွေဖြစ်ကြပါစေ။အရိယာသူတော်စင်တွေဖြစ်ပြီးတော့မြန်မာပြည်မှာရှိသောတကိုးကြီးဖျားအဆုစုတို့မှာသာသနာပြုနိုင်တဲ့သာသနာပြု လူသားတွေဖြစ်ပါစေလို့ကျွန်တော်ကဆုတောင်းမေတ္တာပို့သပေးပါရစေ။ကျွန်တော်ကတော့အခုဆယ်လပိုင်းအတွင်းမှာကြုံတွေ့ရနိုင်တဲ့ဗုဒ္ဓဟူးသားသမီးတွေရဲ့ဟောဇရံလေးကို ဟောပေးမှာပါဗုဒ္ဓဘုရားသမီးတွေကဆယ်လပိုင်းထဲမှာကန်စာတာတိတ်မကောင်းတဲ့ထဲမှာပါတယ်ခင်ဗျကိုယ့်တစ်ဖက်လူကအဲအမြင်ဆောင်သွားတာမျိုးတွေဖြစ်စေတတ်တယ်ကိုယ်ဖြစ်နေတဲ့အခက်ခဲကိုယ်ဖြစ်နေတဲ့အပူကိုတစ်ဖက်လူသိအောင်ပြောပြတဲ့အခါမှာကိုယ့်ရဲ့လက်ထဲမှာထညက်ခဲလေးတစ်ခဲလောက်ကင်ဆောင်ပြီးမှပြောတာမျိုးတခြားအနေငယ်ကင်ဆောင်ပြီးမှပြောတာမျိုးတွေလုပ်စေခြင်းနဲ့ကိုပြောလိုက်တဲ့အပူက တစ်ဖက်လူကကိုချင်းမစားပဲနဲ့ကိုယ့်ရဲ့အပူပေါ်တစ်ဖက်လူကအထင်မြင်လွဲသွားပြီးတော့ကိုဟိုတခုခုဟိုကိုဖို့အတွက်နစ်နာစေမယ့်အကြောင်းတရားတခုခုကိုဖန်တီးတာမျိုးဖြစ်ပေါ်စေတတ်တယ်လို့ပြထားတာပါစိတ်ကတိကအောင်ဖြစ်ရတာမျိုးတွေစိတ်အလိုမကျတာမျိုးတွေတောကဖြစ်ရတာမျိုးတွေဖြစ်ဖို့ရှိတယ်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ရှင်စနေသားသမီးတွေရဲ့မွန်းကျက်မှုပေးတာတွေအဲနောက်တစ်ခုကတနင်းလာနဲ့အင်္ဂါတွေရဲ့မွန်းကျက်မှုပေးတာမျိုးတွေကိုကြုံတွေ့ရတတ်တယ် ိုယ့်ရဲ့စိတ်ကိုတောကပေးမဲ့သူတွေရဲ့ရန်ကနေကျင်းဝေးဖို့အတွက်ကိုလက်ဖက်ထမင်းလေးစွန့်တော်တင်ပါလို့လည်းအကြံပြုချင်ပါတယ်အဲထညက်ခဲဆောင်ပြီးပြောတဲ့စကားအောင်လိုက်မယ်လက်ဖက်ထမင်းစွန့်တော်ကပ်ပြီးတော့မှပြောတဲ့စကားစုတောင်းတဲ့တောင်းတဲ့စုပြည့်စုံတတ်ပါတယ်လွန်ခဲ့တဲ့နှစ်ပတ်အတွင်းကအရန်စိတ်ညစ်နေရတဲ့အရာတွေကိုဆယ်လပိုင်း9ရက်နေ့နောက်ပိုင်းမှာဖြေရှင်းနိုင်လိမ့်မယ်လို့ပြပါတယ် ကိုယ်အပူပေးတဲ့အရာတွေအပူဖြစ်နေတဲ့အရာတွေကိုဖြည့်ရှင်းနိုင်ဖို့အတွက်ကိုဆရာတော်ဘုရားတော်ကိုကိုယ့်ရဲ့လက်နဲ့ဖုံးကြီးစီဖက်နဲ့အတ္တတရားဝယ်လူစေခြင်းပါလေခင်ဗျာ။ခေါင်းတစ်ချမ်းနဲ့ကြိုက်တာမျိုးတွေတွေးသားနဲ့ပတ်သက်တဲ့အာယုံဖြစ်တာမျိုးတွေလေဘူးထတာမျိုးလေးတွေခြေောက်နာကျင်ကြိုက်ခဲတာမျိုးလေးတွေအစည်းတန်အသေးဖွဲ့ဖြစ်ပြီးတွေးဆက်တန်ရုံ ဖြစ်တာမျိုးလေးတွေဖြစ်စေတတ်တယ်။အဲ့ဒီအပူတွေကိုပြပြောင်းဖို့အတွက်ကိုကတော့ဆရာတော်ဘုရားတစ်ပါးကိုမိမိရဲ့လက်နဲ့ ပြားရည်ရဲ့ဗမာဆေးရဲ့လူပေးပါလို့အကြံပြုချင်ပါတယ်။လက်ပိတ်နေတာရက်20လောက်တော့ရှိပြီလို့ပြတယ်။ဒီဆယ်လပိုင်းထဲမှာဗုဒ္ဓဟူသားသမီးတွေလက်ပွင့်ကျင်တယ်ဆိုရင်ဂါထာတစ်ပုဒ်ကိုတစ်ရက်ကို7ကြိမ်အရှိတ်ဘက်ကိုမျက်နှာမူပြီးယူပေးပါ။ကိုတက်တဲ့ဂါထာပေါ့ဥပမာအရဟံလက်ခေါ်ဂါထာတို့ဂုံတော်ကိုပါတို့တန်ပုတ်တီတို့ကိုတက်တဲ့ဂါထာလေးပေါ့။အဲ့ဒါကိုအရှိတ်ဘက်ကိုမျက်နှာမူပြီးတစ်ရက်ကို7ကြိမ်ယူလက်လာပါပွင့်လိမ့်မယ်။ အဝေးရောက်နေတဲ့မိသားစုဝင်တွေရှာနေပြီးတော့ထူးကဲတာလုံးကောင်းမွန်တဲ့တည်င်းလေးကိုကြားရတတ်ပါတယ်။ကိုယ့်ရဲ့မိသားစုတွေကကိုယ့်အပေါ်မှာအပူပေးလို့မြင်ကြတာမျိုးတွေလည်းဖြစ်စေတတ်တယ်လို့ကိုယ်ယုံကြည်မျှော်လင့်အားကိုးနေတဲ့သူတွေကိုယ့်ပေါ်မျှော်လင့်ချက်နဲသွားတာမျိုးယုံကြည်မှုနဲသွားတာမျိုးတွေဖြစ်ပြီးတော့ကိုယ့်တစ်ခုခုအပြစ်တင်သွားတာမျိုးတွေကိုလည်းကြုံတွေ့ရတတ်ပါတယ်။ကိုယ့်ရဲ့ဖုံးကံဆရဏတက်စီဖို့အတွက်ကိုပိုးပိုးရင်ကြီးတုတ်ကဲစက်သားကြော်ရဲ့ဖုံးကြီးဆွလောင်းပေးပါခင်ဗျာ။ ဗုဒ္ဓဟူးသားသမီးတွေရဲ့ကုသကံကတော့ဒီဆယ်လပိုင်းထဲမှာ18ရက်နေနောက်ပိုင်းအရန်ကောင်းပါတယ်ဒီ9ရက်နဲ့17ရက်ကြားထဲမှာတော့တရင်ကောင်းလေးတွေကြားရလိမ့်မယ်18ရက်ကနောက်ပိုင်းကိုရောက်ရင်တော့ကြံရှိနေတဲ့နေ့ရက်တွေဟာဗုဒ္ဓဟူးသားသမီးတွေအတွက်နေပြော်တဲ့နေ့ရက်တွေအဆင်ပြေတဲ့နေ့ရက်တွေဖြစ်လာပါလိမ့်မယ်အဲပြီးတော့ကျွေးမြေပေါ့ကိုရရရှိတာပဲဖြစ်ဖြစ်ပေးရရှိတာပဲဖြစ်ဖြစ်တအုပ်နဲ့တအုပ်ကြမှာနားလည်မှုတွေလွဲစေတတ်တယ်အပြေရောအယူရောတွေပြဿနာဖြစ်ပေါ်ရှိတယ် ်ငွေပေးငွေယူတွေကိုပြည်လဲအောင်ဖြည့်ရှင်းနိုင်ဖို့အတွက်ကိုရရရခြေတဲ့အနေနဲ့ဗုဒ္ဓဟူသားသမီးအိတ်တဲ့ခေါင်းအစွတ်ထဲမှာရွက်လာယူနဲ့အတူတန်းတလွန်ယူလေးတွေထည့်ထားစေခြင်းနဲ့ရွက်လာပန်းပင်ရရတဲ့အယူလေးရဲ့တန်းတလွန်ရွက်ပင်ရရတဲ့အယူလေးနှစ်ခုကိုခေါင်းစွတ်ထဲထည့်အရင်ငွေပေးငွေယူလက်ရှင်လာပါလိမ့်မယ်။ မောင်တမအချင်းချင်းပြဿနာဖြစ်တတ်တယ်လို့ဆွေမျိုးအချင်းချင်းတွေကြားမှာမိယာတိဆိုင်ကြောင့်နည်းနည်းစကားများတာမျိုးတွေဖြစ်စေတတ်ပါလေ။ရှိနေတဲ့အပူတွေကိုဖြည့်ရှင်းဖို့အတွက်ဆရာတော်ဖျားကြီးရဲ့မေတ္တာတတ်လို့ရတယ်။အဲ့တော့အထင်ကြီးဆရာတော်ဖျားကြီးပဲဖြစ်စေ၊စုပေးကောင်းတဲ့ဆရာတော်ဖျားကြီးတွေပဲဖြစ်စေ၊ဝါစုတင်ကန်းကတ်တာမျိုး၊ကုသိုလ်ပြုတာမျိုးလုပ်စေချင်ပါလေ။သွေးအားနည်းတဲ့ယောဂဝိဒနာဖြစ်ဖို့လေးတွေရှိတယ်။ အတည်တွေအထူးဂရုစိုက်စေချင်ပါတယ်။ကိုနဲ့ပတ်သက်တဲ့အချို့သောသူတွေကကို့အပေါ်မှာအပေါ်ယံကောင်းပြီးတော့အတွင်းမကောင်းဘဲနဲ့အနိုင်ယူတာမျိုးလေးကြီးလဲကြုံတွေ့ရတတ်ပါတယ်ခင်ဗျာ။နောက်တစ်ခုကခရီးဝေးတစ်ခုခုသွားလိမ့်မယ်ပေါ့။မမျောလိမ့်မယ်တရက်တွေပါခရီးဝေးထွက်ဖို့ပေါ့ရင်ကျွန်တော်ကတော့သွားစေချင်တယ်။ဗုဒ္ဓဟူးတွေကဒီဆဲလာပိုင်းထဲမှာ၁၇ရက်နောက်ပိုင်းခရီးထွက်ခြင်းဟာကောင်းသောခရီးထွက်ခြင်းဖြစ်စေတတ်ပါတယ်။ရက်ဝေးမှာသွားပြီးရင်းနှီးမြှုပ်နှံတာမျိုးတွေရက်ဝေးရတည်ငောင်းကြားတာမျိုးတွေဖြစ်စေတတ်ပါတယ်ခင်ဗျာ။ ဗုဒ္ဓဟူးသားသမီးတွေအတွက်မဖြစ်မနေကြုံတွေ့ရနိုင်တဲ့အဆိုး၄ခုရှိတယ်။နံပါတ်၁ကတော့မိသားစုဝင်ချင်းချင်းပြဿနာဖြစ်တဲ့ပြဿနာမျိုး။နံပါတ်၂ကတော့ကိုယ်ယုံကြည်အားကိုးနေတဲ့သူ ကိုယ်စိတ်ထဲကတန်ရုံးစင်ရှိလို့ကိုကဘယ်လိုခေါ်မလဲ အလေးထားတဲ့သူတွေပေါ့နော်အဲ့လူတွေကိုယ့်ပေါ်ဟိုအရင်လောက်စေတနာမရှိတော့တာမျိုးမနှောပြက်သွားတာမျိုးကိုယ်နည်းနည်းလေးအကြည်ညိုဖြစ်သွားတာမျိုးအကြည်ညိုပြက်သွားတာမျိုးတွေတွေဖြစ်စေတတ်ပါတယ်နောက်တစ်ခုကတော့ခန္ဓာကိုယ်အတွေးထွက်တန်ယူဖြစ်ပြီးတော့ငွေကုန်ကြေးကျများတာမျိုးတွေတွေအက်ဆီဒန့်အသေးဖွဲဖြစ်တာမျိုးတွေတွေဖြစ်စေတတ်တယ်နောက်တစ်ခုကတော့ငွေကြေးကြောင့်တဦးနဲ့တဦးကြားမှာအမုန်းပွားပြီးတော့ဟိုအပြစ်မြင်သွားတာမျိုးအခေါ်အပြောရက်သွားတာမျိုးလေးဖြစ်စေတတ်တယ်လို့ပြတယ်။ဒါကတော့ဖြစ်နိုင်တဲ့အဆိုးလေးတွေပါ။အကောင်းကလည်းမဖြစ်မနေ၆ခုလာလိမ့်မယ်။ ပထမဦးဆုံးအကောင်းကတော့9ရက်နေ့နောက်ပိုင်းရောက်ရင်9ရက်နဲ့17ရက်ကြားထဲမှာဒီဗုဒ္ဓဟူးသားသမီးတွေတရင်ကောင်းကြားကိုကြားရလိမ့်မယ်။ နောက်တစ်ခုကတော့18ရက်နေ့နောက်ပိုင်းမှာအဲ့ဒီတလလုံးဆလပိုင်းတလလုံးမှာပျော်ရွှင်စရာနေ့လေးတွေဖြစ်လာနိုင်တယ်။အဲနံပါတ်ကြီးဆရာတော်တွေသို့မဟုတ်စုပေးကောင်းသောဆရာတော်တွေကိုဝါစုတင်ငန်းကတ်ခြင်းတင်ငန်းကုသိုလ်ဒါနပြုခြင်းအားဖြင့်မထင်မှတ်တဲ့ထူးခြားတဲ့ကံတရားရဲ့အထောက်အပံ့အနေနဲ့တူပျော်ရွှင်စရာကောင်းတဲ့အကြောင်းတွေကိုကြုံတွေ့ရပါလိမ့်မယ်။အဲပြီးတော့မချစ်စုတည့်ရတာလက်တစ်စကိုဖြတ်ပြီးတော့ပတ်စံအိတ်ထဲမှာစောင့်ထားမယ်ဆိုရင်ကံတရားရဲ့အထောက်အပံ့ကောင်းလေးရလာပါလိမ့်မယ်။ နောက်တစ်ခုကောင်းတာကညီသို့မဟုတ်ကြောက်မြေယတနာအရာရင်နဲ့ပတ်သက်ပြီးတော့ပတ်စံဝင်စေတတ်ပါတယ်နောက်တစ်ခုကောင်းတာကခေါင်းစွတ်ထဲမှာဒီဒန်းတလုံယူနဲ့ရွက်လာယူကိုထက်လိုက်ပြီးဆိုတာနဲ့ပေးရန်ရှိသောငွေရရန်ရှိသောငွေဒီမှာပြပြလဲလဲလေးတွေဖြစ်ပြီးတော့တုံးနဲ့တူပြဿနာမှဖြစ်ပဲအဆင်ပြေသွားတာမျိုးလေးတွေကိုကြုံတွေ့ရတတ်ပါတယ်လူမျိုးကြားနဲ့ပတ်သက်ရင်တော့အနည်းငယ်စကားများအကြေးလေးတွေရှိတယ်အားလေးတွေကယူဆိုင်ပေးပါနောက်ထပ်ကောင်းတာတစ်ခုကတော့ ကိုပတ်သက်ရင်းနှီးထားတဲ့သူတွေကအချို့သောသူတွေကကိုအကျိုးပြုတဲ့သူတွေပြန်ဖြစ်လာပါလိမ့်မယ်။ဒါကတော့ဗုဒ္ဓဟူးသားသမီးတွေအတွက်ဆဲလာပိုင်းအတွင်းမှာကြုံတွေ့နိုင်ရတဲ့အဆိုးအကောင်းအကျိုးအကြောင်းလေးတွေပါ။ ကံတရားရဲ့အထောက်ပံ့ကောင်းတွေရဖို့အတွက်ကိုနွားနှုတ်ဖရားကိုကတ်လူလာမျိုးလေးတွေလှုပ်ဖို့လိုတယ်။ပရိစိတ်ဖို့လိုတယ်။မြောက်အရက်ကိုမျက်နှာမူပြီးတော့ဂါထာတပုတ်ကို sorry အရှိအရက်ကိုမျက်နှာမူပြီးတော့ဂါထာတပုတ်ကိုဆက်တချိန်ကျွတ်ပေးရမယ်။မြောက်အရက်ကိုမျက်နှာမူပြီးတော့မေတ္တာပို့တာလေးတွေလှုပ်ပေးရမယ်။ဒါကတော့ဆဲလာပိုင်းတွင်းမှာဗုဒ္ဓဘုရားသမီးတွေလှုပ်တင်တဲ့ဆောင်းရံရှောင်းရံမှာစိတ်ချမ်းသာခြင်းကိုယ်ရေးကျန်းမာခြင်းနဲ့ပြည့်ပြည့်စုံပြီးတော့ခொနည်းသားသမီးအပေါင်းအားလုံးကတိသုံးပါးပေးရနေကြော်လွားနိုင်ပြီးနေ့ရက်တိုင်းနေ့ရက်တိုင်းမှာဖရာတကူတရားတကူတန်ဃာတကူ အဘဝိဇ္ဇာတွေရဲ့မေတ္တာဓာတ်ဆရာတော်ဘုရားတွေရဲ့မေတ္တာဓာတ်နဲ့အတူခန္ဓာကိုယ်မှာရှိတဲ့ဓာတ်ကြီးလေးပါဖောက်လွဲဖောက်ပြန်ဖြစ်ခြင်းမရှိပဲခန္ဓာမြေချတဲ့နေရာမှာလည်းတတတတတမြေချနိုင်တဲ့သူတွေကြံရှိနေတဲ့နေ့ရက်တွေမှာလည်းအကုသိုလ်တရားကိုကြောက်တတ်ပြီးတော့ ကုသိုလ်တရားကိုပွားများပြီးအလူရည်ဆက်လက်နဲ့မကွာလူတန်းနိုင်ပြီးအဲ့ဒီမနောစိတ်ကလေးကကိုချင်းစာတရားဆိုတဲ့အဖြူတယ်လေးနဲ့အတူတရားဝါတွေရောတရားဝါတွေကိုလည်းကဲတင်နိုင်တဲ့သူအမျိုးဘာသာသာသနာကိုလည်းအကျိုးပြုနိုင်တဲ့လူသူတော်ကောင်းတွေဖြစ်ပါစေလို့ကျွန်တော်ခွန်သာချူကဆုတောင်းမြတ်တာပို့တာပေးပါရခင်ဗျာကျေးဇူးအများကြီးအများကြီးတင်ပါရခင်ဗျာ